မနက်ကကျမတို့ရဲ့ identity ကိုအရန်ခိုးခြင်းတယ်နော်သူကတင်းရဲ့ရွှေငွေပစ္စည်းလက်ဝတ်လက်စားကိုခိုးပြီးတော့တင်းဆုံရှုံသွားလို့တင်းကဝမ်းနေပြီမယ်မနက်ကအဲ့ဒါက main point မဟုတ်ဘူးမနက်ခိုးခြင်းတာကတင်းကိုခိုးခြင်းတာဘာကြောင့်တင်းကိုခိုးခြင်းလဲဆိုတော့တင်းကဖရားရဲ့အချစ်ဆုံးသောသူဖရားရဲ့သားသမီးဖြစ်တဲ့အတွက်ကြောင့်တင်းရဲ့ identity ကိုခိုးခြင်းတာဘလောက်ထိမနက်ကခိုးခြင်းလဲဆိုတော့တင်းရဲ့ identity မှမဟုတ်ဘူးဖရားရဲ့ identity တောင်သူကခိုးခြင်းတာနော် ယေရှာခန်းကြီး14ငယ်73မှာသင်ကလည်းကောင်းခင်ပေါ်တော့ငါတက်မီဘုရားသခင်ကျေတော့ပေါ်မှာငါပလင်ကိုငါမြောက်မီမြောက်မျက်နှာဘက်ပြားဒိတ်တော်တောင်ပေါ်မှာငါထိုင်မီမိုးတိမ်ထိပ်ပေါ်တော့ငါတက်မီအမြင့်ဆုံးသောဖရာကဲ့သို့ငါနေမီဟုစိတ်အကြံရှိလေပြီသူဘာလုပ်တာလဲဖရာကဲ့သို့ဖြစ်ချင်တာဘာကိုခိုးတာလဲဖရာရဲ့ identity ကိုသူခိုးချင်နေတာ ဖယားသခင်ကတင့်ကိုသူ့ရဲ့အသွေးနဲ့ရွေးဝယ်ထားတဲ့အတွက်ကြောင့်မလို့တင် ကတံပိုးရှိနေတယ်။ကစုံရတစည်းကိုသွားဝယ်ရင်ကစုံရဲ့တံပိုးနဲ့ကျမတို့ပေးရမှာပဲ။ချက်ဥတလုံးကိုသွားဝယ်ရင်ချက်ဥတံပိုးပေးရတာပဲ။ဒါပေမဲ့ချက်ဥတလုံးဝယ်ရတဲ့တံပိုးနဲ့စိန်လက်စုစိန်ဆွဲချိုးတွေဝယ်ရတဲ့တံပိုးနဲ့မတူပါဘူး။သူ့တံပိုးမြင့်နေလျောက်ဈေးကမြင့်နေ။တင်ရဲ့တံပိုးကဘလောက်မြင့်လဲဆိုတော့ ယေရှုရဲ့အသွေးနဲ့ဝေရတဲ့အထီတော်တန်ဖိုးကမြင့်တာဖြစ်တယ်။အဲ့ဒီ identity ကိုမနက်ကမချိနှက်ဘူး။အဲ့ဒီသင်ရဲ့ဖြစ်တည်ခြင်း identity ဒီဟူသောသင်ရဲ့ဖြစ်တည်ခြင်းသင်ဘသူလဲဆိုရက်သင်ကိုဖျားချီမြောက်ထားတဲ့အရာသင်ကိုဖျားတန်ဖိုးထားတဲ့အရာကိုမနက်ကလုံးဝမချိနှက်လို့အမျိုးမျိုးသောနောက်ဆက်ခြင်းနဲ့သင်ကိုတိုက်နေတာဖြစ်တယ်။ဒါပေမဲ့ဖျားကသင်ကို 刚跟人的卡刀骨碰下来一块，干下来一块，没人拿着卡刀骨背奶奶一块，切劈奶奶一块，人都讲我硬切奶奶一块，不要听我一的狗屁话嘞！哎，这马路拥挤都打的，我们妈咪死别的，妈奶妈咪死，这马路乱七八妈咪死的，这车都都一卡我起来，那扫都卡了，马里，妈奶卡布布比罗，偏车耍太急布布比罗，路扫呢？妈奶那不打的，哑的狗切切比罗。 ဖခင်နဲ့ပတ်သက်တဲ့အရာတွေကသေးသိမ့်သလိုခံစားသွားတဲ့အရာရှိကောင်းရှိလိမ့်မယ်အခြေအနေတွေအားဖြင့်နှုတ်ကွတော်ထဲမှာရေးထားပြီးသားနောက်ဆုံးတော့အချိန်မှာနော်ဖခင်ကလည်းပြင်းထန်စွာလှုပ်ဆောင်သလိုမနက်ကလည်းလှုပ်ဆောင်ပါပဲဖခင်ကပဲတင့်ကိုနေညမပြတ်တတိနဲ့ကြည့်ရှုတာမဟုတ်ဘူးမနက်ကလည်းမအိပ်ဘဲနဲ့တင့်ကိုစောင့်ကြည့်နေတာဒါမဲ့တင့်ကြောက်နေဖို့မဟုတ်ဘူးကြောင်နေဖို့မဟုတ်ဘူးမနဲ့လှောင်ချက်ပြင်းထန်လာမယ်ဆိုတဲ့အရာကနှုတ်ွက်တော်ထဲမှာပေါ်ပြထားပြီးသား ကဘာဥမာမနက်ကဘေဒရနဲ့လာလဲဆိုတော့ကျွန်တော်တို့သိမှာပါမွေ